relative cloud ကိုနှိုက်နှိုက်ချွတ်ချွတ်တေးသေးချာချာနားလည်ပြီးတော့လက်တွေ့ရေးတအောင်ဆရာစာပိုက်တွေရေးပြီးသင်ပေးနေတာပဲဖြစ်ပါတယ် relative cloud ကိုမနေ့ကအခြေခံသင်ပေးခဲ့တယ်ဒီနေ့အဲ့ဒါလေးကိုမှတဆင့်ထပ်ပြီးတော့တက်ပြီးမှဖြစ်ပါတယ်အဲ့တော့ relative cloud ဆိုတာဘာလဲဆိုတော့အရင်ပြင်ပြီးပြောရမယ်ဆိုရင်တစ်ချက်လောက်ကြည့်လိုက်ပါဦးငါတို့အိမ်သားမှနေတော့ငါအကောင်ဆုံးတငယ်ချင်းကအလွန်ကျဉ်းနာတက်ပြီးရေးစရာကောင်းပါတယ်တဲ့ဟုတ်ပြီအဲ့စာကြောင်းမှာ relative cloud ဆိုတဲ့အပိုင်းဒီဘယ်အပိုင်းလဲဆိုတော့ငါတို့အိမ်သားမှနေတော့ဆိုတဲ့အပိုင်းလေးပဲ ဒီအပိုင်းလေးမပါဘူးဆိုရင်ဒီမှာကြည့်လိုက်အောင်ငါအကောင်းဆုံးတငယ်ချင်းကအလွန်ကျင်နာတက်ပြီးရေစရာကောင်းပါတယ်ဒါပေမဲ့ငါတို့အိမ်သားမှနေတော့ဆိုရင်အပိုင်းလေးဒီကဘာလုပ်မှာလဲ relative clause ရဲ့တဘာဝတွေ तू ကနောင်းနဲ့ပတ်သက်ပြီးတော့နောက်ထပ် additional information လို့ခေါ်တယ်နောက်ထပ် အချက်အလက်တစ်ခုထပ်ဖြည့်ပေးတာဒီအကောင်းဆုံးတငယ်ချင်းဒီရိုးရိုးတငယ်ချင်းမဟုတ်ဘူးငါတို့အိမ်သားမှနေတော့တငယ်ချင်းဆိုပြီးတော့ဒီတငယ်ချင်းရဲ့နောက်ကနေ तू ကဟိုထပ်ပြီးတော့ဖြည့်ပေးမှာဒါနောက်ခုကြည့်ပါအောင်သူမကဒုက္ခရောက်တဲ့သူတွေကိုကူညီတတ်တယ်သူမက လူတွေကိုကူညီတက်တယ်ဆိုရှိရင်လည်းရတယ်ဒါပေမဲ့ဘာဘာလုတ်ထက်လိုက်လဲဆိုရင်ရိုးရိုးလူမဟုတ်ဘူးဘာလူလဲဒုက္ခရောက်နေသောလူဟုတ်ဒုက္ခရောက်နေသောလူသည်ဒုက္ခရောက်နေသောဆိုတဲ့အပိုင်းလေးဒီ relative clause လေးဒီ မလုပ်နေရလဲလူတွေကိုနောက်ကနေမလုပ်ပေးနေလဲအထုပြုပေးနေတာဖြစ်တယ်အဲ့တော့ဒီလူတွေဒီရိုးရိုးလူတွေမဟုတ်တော့ဘူးဘာလူတွေဖြစ်သွားလဲဆိုတော့ဒုက္ခရောက်တဲ့သူတွေဖြစ်သွားတယ်ပေါ့အဲ့တော့လူကိုနောက်ကနေဒုက္ခရောက်နေတော့ဆိုအပိုင်းလေးနဲ့အထုပြုတဲ့ဒီအတွဲလေးကိုလည်းဘာလို့ခေါ်လဲဆိုရင် relative clause လို့ခေါ်တယ်နောက်တစ်ခုကြည့်အောင်ဆရာမတယောက်ဖြစ်တော့သူမရဲ့အမိကကောင်းစွာချက်ပြုတ်နိုင်တယ်အမှန်ဆိုရင်သူမရဲ့အမိကကောင်းစွာချက်ပြုတ်နိုင်တယ်ဆိုတော့အပိုင်းလေးကိုနောက်ကနေထပ်ဖြေရတာပါလေဆရာမတယောက်ဖြစ်တော့ ဟုတ်ပြီ။အဲသူရဲ့သူမိုင်းအမေဒီရိုးရိုးမဟုတ်တော့ပဲနဲ့မဖြစ်သွားလဲ။ဆရာမတယောက်ဖြစ်သွားတယ်။ဒီအပိုင်းလေးဒီသူမိုင်းအမေနောက်ကနေနေပြီးတော့သူမိုင်းအမေကိုထပ်ပြီးတော့ဖြည့်ပြီးမှဖြစ်တယ်။ related clause ဖြစ်တယ်။သူမကငါ့ကိုနားလဲပေးနိုင်တော့လူတယောက်လည်းဖြစ်တယ်။အဲဒါဆိုရင်သူမကလူတယောက်ဖြစ်တယ်ဆိုရင်အဲအဲ့လိုမျိုးအပိုင်းလေးကိုသူကနောက်ကနေဘာထပ်ပြီးတာလဲဆိုရင်ငါ့ကိုနားလဲပေးနိုင်တော့ဆိုတဲ့အပိုင်းလေး။ဒီအပိုင်းလေးဘာလုပ်နေလဲ။သူမဆိုရဲ့ နောက်ကနေဘာလုပ်ပြီးねဖြည့်ပေးနေတယ်ပေါ့ဆိုတော့ဒီနေ့မှာ validity clause ဆိုတာဘာလုပ်တာလဲသူက now ရဲ့နောက်ကနေပြီးတော့ addition နဲ့ information နောက်ထပ်အချက်လက်အသေးတစ်ခုထည့်ပြီးတော့ထည့်ပေးတာအဲ့လိုမျိုးထည့်ပေးဟာဘာလို့ခေါ်လဲ validity clause လို့ခေါ်တယ်ဘာနဲ့ဆက်ရမလို့ဆရာမနေ့ကပြောခဲ့လေရှေ့ရလူဆိုရင် who နဲ့ဆက်မယ်အရာဝတ္ထုဆိုရင် that အချက်လက်အပေါ်ထည့်ထည့်ရဆိုရင် which နော်ပိုင်ဆိုင်မှုကိုပြခြင်း who ဒါမနေ့ကလည်းပြောထားပြီရှေ့ရဟာလေးနဲ့ပြန်တွဲကြည့်ပြီးတော့ဒါလေးကြည့်ပို့ပြီးတော့လိပ်ပတ်လဲလိုက်မယ် ဟုတ်ပြီနော်။နောက်အကြောင်းပြချက်ကိုပြောခြင်း why နေရာကိုဆက်ခြင်းဝဲပေါ့နော်။အခြေုံဆက်ခြင်းဝမ်းဆိုပြီးဆရာမနေရာပြောခဲ့ပြီးပြီ။ဒါ related pronoun အလုံးလေးတွေဒီအလုံးလေးနဲ့ဆက်ပြီးထပ်ထည့်ပေးရတာမျိုး။အဲတော့ဒါဆိုရင်ဒါမနေရာဒါလည်းပတ်သက်ပြီးပြောပြီးသား။ဒါမှဒီနေ့အစ်ထပ်ပြောမှာဘာလဲဆိုတော့အဲ့ဒီထပ်ထည့်တဲ့ကောင်းဒီလို့လို့ထည့်တာလားအပိုထပ်ထည့်ရလားဆိုတာကြည့်လိုက်အောင်။ ငါ့အကောင်းဆုံးတငယ်ချင်းကအလွန်ကျင်နာတက်ပြီးရေးစရာကောင်းတယ်အဲ့စာကြောင့်ပြည့်စုံနေပြီလားလို့စဉ်းစားကြည့်လိုက်ပြည့်စုံနေပြီဘာကြောင့်ပြည့်စုံနေလဲမလေးတခြားတငယ်ချင်းမဟုတ်ဘူးအကောင်းဆုံးတငယ်ချင်းတငယ်ချင်းကဘယ်လိုလဲဆိုတာတီးပြီးသားအဲ့လောက်တော့မရသေးဘူးနောက်ထပ်အချက်လက်အပူထက်ထည့်တယ်ငါတို့အိမ်သားမှနေတော့ဒါဆိုရင်ဒီကောင်ဒီလိုလိုထည့်ရလားအပူထည့်ရလားဆိုအပူထည့်ရဖြစ်သွားတယ်ပြည့်နာဒီအပိုင်းလေးဒီဒီစာကြောင်းရဲ့ပေါ့သူအတိတ်ပဲတတ်မှတ်ပေးတာမဟုတ်ဘူးသူအပူထက်ထည့်တာအတိတ်ပဲတတ်မှတ်တယ်ဆိုတာသူ့ကိုဖြုတ်လိုက်အတိတ်ပဲမရှိတော့ဘူးဒီလိုမျိုးဒီအပိုင်းလေးကိုဖြုတ်လိုက် အတိတ်ပဲရှိသေးလားဆိုတော့ရှိသေးတယ်ငါအကောင်းဆုံးတငယ်ချင်းကအလွန်ချင်တာတက်ပြီးရည်စရာကောင်းတယ်ဆိုတာဒီအတိတ်ပဲရှိသေးလားဆိုတော့အတိတ်ပဲရှိသေးတယ်လေဒါပေမဲ့ဒါကဘာလို့တာလဲအပိုထက်ထဲတာဒါကြောင့်သူဒီဒီစာကြောင်းပေါ့အတိတ်ပဲမတက်မဖူးအဲ့တော့အင်္ဂလိပ်ဘယ်လိုခေါ်လဲဆိုရင် non defining လို့ခေါ်တယ် non defining related cloud လို့ခေါ်တယ်အပိုပေါ့အဲ့တော့ဒီကြည့်ပါဦးသူမကလူတွေကိုကူညီတက်တယ်ဒုက္ခရောက်နေတော့လေခဏဖယ်ကြည့်မယ်ဆိုပါတော့အတိတ်ပဲပြည့်စုံလား မပြည့်စုံဘာကြောင့်လဲဘယ်လူမှမသိဘူးကိုတက်ကတငယ်ချင်းဘယ်တငယ်ချင်းလဲအကောင်းဆုံးတငယ်ချင်းသူ့ဘာသူပြည့်စုံပြီးသားဒီကောင်းတော့ဘယ်လူမှမသိဘူးဒါဆိုရင်ဒုက္ခရောက်နေတော့ဆိုတာဟာဒီလိုလားမလိုလားဆိုတော့လိုတယ်အဲ့ဒီဘိုင်းလီလီဒီစာချောင်းကိုအတိတ်ပဲတတ်မှတ်ပေးတယ်အားကြောင့်တို့တော့ဘယ်လိုခေါ်လဲဆိုရင် defining relative cloud လို့ခေါ်တယ် define and define ဟုတ်ပြီဒီနောက်ခုကြတော့ဆီယာမတယောက်ဖြစ်တော့သူမရဲ့အမေကကောင်းစွာချက်ပြုတ်နိုင်တယ်ဆီယာမတယောက်ဖြစ်တော့ဖယ်ကြည့်လိုက်သူမရဲ့အမေကကောင်းစွာချက်ပြုတ်နိုင်တယ်တဲ့အဲ့ဒီပဲပြည့်စုံလားပြည့်စုံတယ် ဘာလို့လဲသူမရဲ့အမေလေးတိပြီးသားဘာလို့လဲဘလို့အမေလဲထက်မေးစရာမလိုတော့ဘူးပြည်စုံပြီးသားကိုဆရာမတယောက်ဖြစ်တော့ဆိုတာထက်ဖြေထားရယ်ဒါဆိုရင်လာအလိုလားအပူလားဆိုတာအပူအပူဆိုတာဒီစာချုပ်ပေါ်အထိပ္ပယ်မသတ်မှတ်ဘူးသူဒီ non defining သူအပူလို့မှတ်ထားမယ်နော် defining ဘာမှအင်္ဂလိပ်လိုကြီးကရှုပ်တဲ့ဒါလိုတယ်အဲ့လိုလေးမှတ်ထားပါနော်ဒါအပူအဲ့လိုလေးကြီးထားမယ်နားလဲလွယ်တော့အဲဒါဆိုရင်ဒါအပူဒါလားကြည့်သူမကငါ့ကိုနားလဲပြီးတဲ့တော့လူတရားဖြစ်တယ်ကဲငါ့ကိုနားလဲပြီးတဲ့တော့ဖယ်လိုက်သူမကလူတရားဖြစ်တယ် သူမှတော့လူမှန်းသိတာပေါ့ပြည့်စုံလားမပြည့်စုံဘူးလေဘယ်လိုလူမှန်းမသိဘူးလေအဲ့လူနောက်ကနေဘာထက်မှရမှာလဲနောက်ကိုပူညီပေးနိုင်တော့ဆိုတော့အော်ဒါစီဒါဘာဖြစ်လို့ထက်ရလဲလိုလို့ထက်တာအင်္ဂလိပ်လိုဆိုရင် defining ဒီစာကြောင်းကို तू အထိပဲတတ်မှတ်နေတယ် तू ဖြုတ်ပလိုက်လို့မရဘူးဒါဆို relative clause ဒီလဲ defining နဲ့ non-defining နှစ်မျိုးရှိရဆိုတော့လေသိပြီကဲဒါဆိုရင်စာအုပ်စပြီးရေးကြရအောင်ကဲငါအကောင်ဆုံးတငယ်ချင်း my best friends အလွန်တင်နာပြီးကြီးစရာကောင်းတယ်တင်နာတဲ့တော့ခိုင်း အလွန်ကျင်နာသောဆို very kind and ရေးစရာကောင်းတာပါလဲဆိုရင် funny အဲ့တော့ kind ကျင်နာသော funny ရေးစရာကောင်းသောဒေါ်ဒီဖြစ်အောင်ဒီရှိမှာပါထည့်ရမလဲဆိုရင် is ထည့်ရမယ်အဲ့တော့ my best friend is very kind and funny ငါတကယ်ချင်းအလွန်ကျင်နာပြီးရေးစရာကောင်းတယ်ဒါမှမဟုတ်မရသေးဘူးထပ်ထည့်ပါငါအိမ်နာမှာနေသောငါအိမ်နာမှာနေတာဘာတူလဲတငယ်ချင်းဆိုတော့တငယ်ချင်းအနောက်မှာငါအိမ်နာမှာနေသောဆိုအပိုင်းလေးကိုထည့်ရတော့မယ်ဟုတ်ပြီနော်ထည့်ရတော့မယ် ဲ့တော့အဲ့လိုထည့်လိုက်ကြပါလို့ခေါ်လဲ relative clock လို့ခေါ်လဲတကယ်ချင်းနဲ့ပတ်သက်ပြီးအချက်လက်တခုထည့်ပေးတာဒါပေမဲ့လိုလို့ပေးရလားအပူပေးရလားအပူပေးတာ non define နဲ့အပူဆိုရင် အပူတွေလုတ်ပေးရမယ်ဘာလို့လုတ်ရမလဲ comma တွေကောက်ရမယ် comma တွေကောက်ရမယ်အပူအချက်လက်မှန်သိအောင်လို့ဆိုတော့တကယ်ချင်းဒီလူဖြစ်တဲ့တကြောင်မှနဲ့ဆက်လဲ who ဆက်တဲ့ပြင်ဘတ်လာမယ် live လေမှာ s ထည့်မယ်ဘာကြောင့် s ထည့်ရလဲတကယ်ချင်းဒီတယောက်ထည့်မို့လို့ who list ငါတို့အိမ်သားမှာဆို near our house အဲဒါဆိုငါတို့အိမ်သားမှာနေတော့အကောင်းဆုံးတကယ်ချင်းဒီ is very kind and friendly အလွန်ကျဉ်းတာပြီးတော့ရည်စရာကောင်းပါလိမ့်နားလဲနော်ဒီဘိုင်းလေးဘာလုပ်နေရလဲ background ထပ်ဖြည့်ပေးတာရှုပ်မသွားနဲ့ဒါဘာလုပ်တာလဲတူနဲ့ပတ်သက်ပြီးအချက်လက်ကိုထပ်ဖြည့်တာလို့လို့ဖြစ်ရလားမဟုတ်ဘူးရှိပြီးသားအကောင်းဆုံးပါပြီးသားကိုအပူထပ်ဖြည့်လို့ကောမာရှင်းမှတစ်ချက်ကုန်တယ်နောက်မှချက်ထပ်ကုန်လိုက်တယ်ဒီ who ဆိုတာဘာလေးတက်တာ related pronoun ဒီအတွဲလေးဟာ related clause နားလဲနော်နောက်တစ်ခုကြည့်အဲတူမကဒုက္ခရောက်နေတဲ့လူတွေကိုကူညီတက်တယ်ဟုတ်ပြီတူမဒီဆို she ဆက်ပြတ်ပြီးသွားပြီဆက်ပြတ်ပြီးဘာလာမလဲဖတ်လာမယ်ဘာလို့လဲကုညီတယ်ဆို help she helps လူတွေကိုဆို she help the people လူတွေကိုကုညီတယ်ရိုးရိုးလူမဟုတ်ဘာဖြစ်တော့လူလဲဒုက္ခရောက်တော့လူဒါဆိုရင်ဒုက္ခရောက်တော့ဒီဘာကိုဖြစ်ပြီးမှလဲလူဆိုရက်လူဒီဟာကိုထည့်ပြီးမှနောက်နောက်ကနေထည့်ပြီးမယ်လူဆိုတော့ဘာနဲ့ဆက်မလဲဆိုရင် who ဒုက္ခရောက်နေတာဘယ်လိုလဲဆိုရင် who are in trouble လို့ခေါ်တယ် who are in trouble okay အဲ့ချက်လေးကြည့်ပါဦးဒီ who are in trouble ဆိုတဲ့အပိုင်းလေးဒီလူလို့ထည့်ရလားပို့ထည့်ရလား သူမနေလူတွေကိုကူညီရဘယ်လူမှန်းသိလားမသိဘူးမသိလို့ထက်ထတာလိုလို့ထက်ထတာဒီစာကြောင်းပေါ်သူအတိတ်ပဲတတ်မှတ်မှုရှိတယ် define နေဖြစ်တယ်လိုလို့ထက်တာဖြစ်တဲ့အကြောင်းအပေါ်လေးလောက်ဆံမလို့ဘူး comma မကုတ်ဘူးဒါလိုလို့ထက်တာဟုတ်တယ်လို့ဒီမှာရှိပြီးသားเนาะအဲတီးပြီးသားတိကျပြီးသားကောင်ထက်ထဲဆိုရင်တော့ဒီမှာ comma ခံလိုက်ရမယ်အာမျိုးလေးနားလည်ရမယ်နော်ခဏခုကြည့်ဆရာမတယောက်ဖြစ်တော့သူမရဲ့အမိကကောင်းစွာချက်ပြုတ်နိုင်တယ်ဟာပြီသူမရဲ့အမိနဲ့ပဲစာမယ်ဟာမလားစာပြပြီးသွားပြီချက်ပြုတ်နိုင်တယ် can cook ချက်ပြုတ်နိုင်တယ်ဘယ်လိုချက်ပြုတ်နိုင်လဲကောင်းစာဆိုတော့ well ဟာမသာခံခွက်ဝဲပြီးပြီဒါပေမဲ့ तू ကဘာထက်ထဲသေးခြင်းလဲဆရာမတယောက်ဖြစ်တယ်โอเคဆရာမဒီဘယ်သူလဲချက်တာလားအမေလားအမေဆိုတော့အမေရဲ့အနောက်မှာဆရာမတယောက်ဖြစ်တယ်ဆိုတာလေးထည့်တော့မယ်သူမရဲ့အမေတီတိကျနေပြီလားတိကျနေပြီတိကျနေပြီတိနေပြီဒါမှဆရာမတယောက်ကထက်ထဲမှာလိုလိုထည့်လားအပိုထည့်လားအပိုထည့်တာ defining လား non defining လား non defining လားဆိုကောင်းပါလေကောင်းပါကောင်းပါကောင်းပါအဲ့တော့ loose ဆိုတာဘယ်နဲ့ဆက်မလဲ who ဖြစ်တည်ဆိုတော့ is a teacher အလဲမှာဆိုတော့နောက်မှာပါကောမတစ်ချက်ကုတ်ပြရမယ်အဲ့တော့ hamada who is a teacher အဲ့တော့ပြောရလဲဆရာမတစ်ယောက်ဖြစ်တော့ to my immediately can cook well ကောင်းစွာချက်ပြုံနေလေနားလည်မယ်နော်နောက် to မကငါ့ကိုနားလည်ပေးနိုင်တော့လူတစ်ယောက်လည်းပဲဖြစ်ပါလေခဲ့ to မဒီဆို she subject subject ပြင်ဘက်ကိုသွားဖြစ်သည်ဆိုတာ is လူတစ်ယောက်ဆိုတာ a person to မလူတစ်ယောက်ဖြစ်တယ် ရလိုက်လို့ရတာသူမတွေလူတရားဖြစ်တယ်လူသူမပါဆိုမှလူပေါ့အသေးပြီးသားလေနောက်ဆိုင်ဒီကောင်နေအသေးပဲပြည့်စုံနေလားမပြည့်စုံဘူးဘလို့လူမမလို့မတိသေးဘူးထက်ထည့်ပေးအောင်မယ်လိုလို့ထည့်ပေးအောင်မယ် relative clause လာမယ်လာမယ် relative clause ဒီလိုလို့ထည့်တာ defining ဒီစာကြောင်းပေါ်အသေးပဲတတ်မှတ်တယ်ဒါကြောင့် comma လို့ရမလို့ဘူးလားမလို့နော်လိုလို့ထည့်အောင်မလို့အဲ့တော့ငါ့ကိုနားလည်ပေးနိုင်တော့လူဆိုတာဘာနဲ့ပဲဆက်မလဲဟူ subject ပြန်ပတ်လာမယ်နားလည်ပေးနိုင်တယ်ဆိုတော့ can understand အားကိုဆိုတော့ me ကဲဆက်လက်နေရမယ်လို့မျှော်လင့်ပါတယ်ဆက်တည်တည်ချာချာတင်ပေးနေတာဖြစ်တဲ့ကြောင့်နေတိုင်းမကြော်ပဲတည်တည်ချာချာကြည့်မယ်ဆိုရင်နည်းနည်းနားလဲသဘောပေါက်လာပြီးတော့တည်တည်ချာချာနားလဲမယ်လို့လဲဆရာမျှော်လင့်ပါတယ်ပေါ့နော်တခြားလေးကြိုးစားပါကဲဆရာအဖြေတိုက်မယ်အာချက်ပြန်စစ်မယ်ပေါ့ my best friends who lives near our house is very kind and friendly she helps the people who are in trouble Her mother, who is a teacher, can cook well. She is a person who can understand me. And that's the deal. Related clone, but that we not at the same time. Then maybe here, left hand jai. Related clone, but that we not at the middle. Tabio, then be home. Legend, let it don't channel. Then be home. Tell an idea. Choose a little job. Fight them.